စကိုင်းတိုင်းအင်းတော်မြို့နယ်နဲ့ကတာမြို့နယ်အဆက်တိုက်ပွဲမှာစစ်ကောင်စီဘက်က30ကျော်သေဆုံး30ကျော်လက်ရဖမ်းမိလက်နက်မျိုးစုံ50ကျော်သိမ်းဆီးရမိကြောင်း PDF အမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်။မတ်လ15ရက်မှာကတာမြို့အခြေစိုက်အမတ်309ချင်းမြန်တရင်က ထွက်လာတဲ့ဗုံမူးလင်းထက်ဦးစီးတဲ့အင်အား150ပါစစ်ကြောင်းကိုပင်လို့ယွာနီး ပထောင်ကြီးပထောင်လေးတောင်ကြားမှာတော်လိုင်းတက်တွေကကြားပြတ်တိုက်ခိုက်တာလို့ဆိုပါတယ်ဒီစကြောင်းမှာအမှတ်309ချင်းမြန်တက်ရင်အပြင် အမှတ်106ချင်းမြန်တက်ရင်နဲ့အမှတ်6ချင်းလင်းတက်ရင်ကအင်အားတွေစုပေါင်းထားတာဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးဒီပါတက်ပြတ်သွားတယ်လို့ဖော်ပြပါတယ်နယ်မြေရှင်းလင်းတဲ့အခါစစ်သားအလောင်း33လောင်းလက်ရဖမ်းမိသူ32ဦးဒဏ်ရာရရှိသူ10ဦး ဆက်လက်တနက်အပောင်းဝင်လက်နဲ့မျိုးစုံ54လက်သိမ်းဆီးရမိတယ်တော်လိုင်းရေးဘက်ကလည်းရဲဘော်နှစ်ဦးကြာဆုံးတယ်လို့ဆိုပါတယ်ဒီဆစ်စင်ရေးကိုကချင်လူလိုက်တက်မတော် KIA ကချင်ဒေသပြည်သူ့ကာကွယ်ရေးတက်မတော် KPDF ကတားခရိုင် PDF တရင်တမိုးတာတိုက်နယ်ပကဖနဲ့ကတားမြို့နယ်ပကဖပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ် ဂရင်းနီပြည်ဘောလခဲမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကဗိုလ်ကြီးအဆင့်ပါဝင်တေဆုံးသူများပြီးတချို့ကိုလက်ရဖမ်းမိလက်နက်မျိုးစုံ20ခန့်သိမ်းဆီးရမိကြောင်းဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြပါတယ်စစ်ကောင်စီတပ်အမှတ်935ချင်းမြန်တပ်ရင်းနဲ့အမှတ်1ချင်းလင်းတပ်ရင်းတို့ရဲ့အခြေအနေကိုသိကျင်တဲ့ ရှစ်ကောင်စီအတွက်သတင်းထုတ်ပြန်ရတာလို့ဆိုထားပြီး60မီလီမီတာစိမ်ပြောင်းပါဝင်လက်နက်မျိုးစုံ78လက်ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတချို့ရဲ့ပုံရိပ်တွေကို ဖော်ပြထားပါတယ်ဒေတာတွင်သတင်းတွေရဲ့ဖော်ပြချက်အရဘောလခဲမှာတိုက်ပွဲပြင်းထန်နေပြီးဒီမော့ဆူမော်ချီလန်းကိုမတ်လ၄ရက်ကလေးကကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကပိတ်ထားတယ်လို့သိရပါတယ် ဒါအပြင်မတ်လ20ရက်ကစပြီးစီရေးအခြေအနေလိုအပ်ချက်အရလွိုက်ကောစီဆိုင်လန်းကိုလည်းအများပြည်သူအသုံးပြုခွင့်ပိတ်လိုက်တယ်လို့ KNDF ကအသိပေးစာထုတ်ပြန်ထားပါတယ်ပကိုးတိုင်းစစ်ကွင်းမြို့အုပ်တွင်းကျွေးရအနီးမှာရှိတဲ့ရန်ကုန်ပြည်လမ်းပေါ်ကစစ်ကွင်းတာဆုံဂိတ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ ရှစ်သား၈ဦးသေပြီးတနတ်တလက်သိန်းစီရမိကြောင်းတာယာဝတီခရင်တက်ရင်3832တက်ခွဲနှစ်ကသတင်းထုတ်ပြန်ပါတယ်မလာ၂၀ရက်မှာတိုက်ခတ်ရမှာတိုက်ပွဲနှစ်နိုင်နီးပါးကြာပြီးနေပြည်တော်ရှင်းလင်းတဲ့အခါစစ်သား၈ဦးသေဆုံး10ဦးဒဏ်ရာရကားပိုင်းတနတ်တလက်နဲ့ဆိုင်ကယ်တစ်စီးရရှိပြီးစခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ် ဒီစစ်ချင်းရေးကို အမှတ်နှစ်စစ်ဒေတာခွေတာယာဝတိခရင်တရင်383နှစ်တက်ခွဲနှစ်က ဆောင်ရွက်သွားတာလို့ဖော်ပြထားပါလေပကူတိုင်းပထောင်မြို့နယ်မှာရှိတဲ့ညောင်ကျိုးစခန်းကိုအရခတ်တက်တော် AA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက် အုတ်ရှိပင်မြို့နီးတိုက်ပွဲပြင်းထန်နေတယ်လို့ Western News ကဖော်ပြပါတယ် ။ညောင်ကျိုးနဲ့ညောင်ချီတော့ကြားမှာတိုက်ပွဲ ပြင်းထန်နေပြီးအုတ်ရှိပင်မျိုးကနေလက်နဲ့ကြီးပစ်ကူပေးနေတယ်။မျိုးထဲမှာလက်နဲ့ကြီးတံတွေကြားနေရပြီးဆယ်တန်းဆိုင်မှုပဲပြီးရင်စာသင်ကျောင်းတွေတဲ့အထိစစ်တပ်ကနေရာဝင်ယူနိုင်တယ်လို့ဒေသခံတူဦးကပြောပါတယ်။ညောင်ချီတော့နီးမှာကပ္ပဆာ6နဲ့ကပ္ပဆာ9ရှိနေတဲ့အတွက်ဒီတိုက်ပွဲကို အများကစိတ်ဝင်စားနေပါလေစီရီသတင်းတွေဝေဖန်ရေးသားနေသူ CDM ဘူကြီးဇင်ရောကတော့ AA ရဲ့စီရီဥတီချက်ဟာအေယာဝတီမြစ်ကိုကျော်ပြီးပြည်မြို့အထိသိမ်းရေးနဲ့စာရင်အေယာဝတီမြစ်အနောက်ဖက်ကန်းကပသိမ်မုံရွာလမ်းကိုထိန်းချုပ်နိုင်ရေးကအဓိက ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်စစ်ကောင်စီတပ်တွေရခိုင်ပြည်နယ်တဲ့ဝေမလာနိုင်အောင် မကွေးပကိုးဧရာဝတီဆက်ဆက်ဒေသတွေအထိကာထားတဲ့သဘောတို့လည်းဆိုပါလေစစ်ကောင်စီဘက်ကလည်းပသိမ်မုံရွာလမ်းပိုင်းကို အာရကတက်တော့ကသိမ့်ပိုက်မယ်လို့တွက်ဆထားပုံရပြီးဧရာဝတီနောက်ဖက်ကကပ္ပစတွေနဲ့အဆက်မပြတ်စည်ရေးအတွက်ဧရာဝတီမြစ်အရှိဘက်မှာရှိတဲ့ကပ္ပစနှင့်မလွန်ဘက်ကနေအရှိဘက်ကပ္ပစ၁၄ကိုဖြတ်ပြီး ရန်သစ်ဖောက်နေတာတွေ့ရတယ်လို့ဘူကြီးစင်ရောပြောတာကိုကူကားဖော်ပြထားပါတယ် MNDAA ကိုကန်တက်ထိန်းချုပ်ထားတဲ့လာရှိုးမြို့မှာတရုတ်အစိုးရကစစ်ကောင်စီကို အကူအညီပေးနေတာတွေကိုစတင်တဲ့ပျောက်ကြားဆန္ဒပြပွဲတစ်ခု ဖြစ်သွားတယ်လို့ရွှေဖီမြေက ဖော်ပြပါတယ်မလ20ရက်ည9:00နာရီမှာဒီဆန္ဒပြပွဲကိုပြုလုပ်တာဖြစ်ပြီး မလက်ဖြန်22ရက်ကြာရင်တရုတ်နဲ့ MNDAA ဆွေးနွေးပွဲရှိတယ်အဲ့ဒီဆွေးနွေးပွဲမှာလူထုဆန္ဒကိုလေးစားပြီးစစ်ကောင်စီကို ကူညီပေးတာမျိုးတွေရပ်ဖို့တိုင်းရင်းသားအချင်းချင်းသွေးခွဲတာတွေမလုပ်ဖို့အတွက်ဒီလိုဆန္ဒပြတာလို့လူငယ်တဦးကရွှေဖီမြေကိုပြောပါတယ်ဒီလက်ပြက်လှုပ်ရှားမှုမှာလွတ်လပ်ရေးပန်းချံလေရင်ခွင်း အမှတ်626တရင်နိုင်ရန်ရှိအထွေထွေအုပ်ချုပ်ရေးရုံးရှိအထက်ကရှစ်ကြောင်းရက်ွက်ငါလမ်းစုံနိုင်ရန်တွေမှာပိုစတာတွေကတ်ထားတာကိုလည်းမြင်ရပါတယ်တချို့သတင်းဌာနတွေကတော့လာရှိုးကိုတရုတ်လက်ထက်ပြန်အပ်ပြီး MNDAA တပ်တွေပြန်ထွက်သွားမှာကို တရုတ်နဲ့ပေါင်းပြီးစစ်ကောင်စီတပ်တွေပြန်ဝင်လာမှာကို မလူလားတဲ့အတွက် ဒေတာကန်တွေကဆန္ဒပြတာလို့လေဖော်ပြထားတာတွေ့ရပါတယ်။ MNDAA ဘက်ကတော့ဒီဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူးခင်ဗျာ။